င်္ဂလာပါခင်ဗျာမေလ25ရက်နေ့ရဲ့ညပိုင်းသတင်းအစီအစဉ်ကိုစတင်ပြီးတော့တင်ဆက်ပေးပါရမယ်ဒီနေ့သတင်းအစီအစဉ်မှာတော့တမရဟောင်းဦးသိန်းစင်ရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖွံ့ဖြိုးမှုရန်ပုံငွေနဲ့မိုးကုံးမြို့အင်ဂျီပြုပြင်ဆောက်လုပ်ရေးပြည်ပြတ်မှုမရှိတာကိုဆက်လက်ဆောင်ရွက်ခြင်းရှိမရှိလွှတ်တော်မှာမေးမြန်းနေဆိုတဲ့သတင်းရုံတိုင်းဒေသကြီးအတွင်းမှာကျူးကျော်အင်ဂျီပေါင်းတသိန်းတထောင်ကျော်ရှိပြီးမေလ26ရက်နေ့နောက်ပိုင်းအစ်စ်ကျူးကျော်နေထိုင်သူတွေကိုအရေးယူမယ်လို့တိုင်းဒေသကြီးဝန်ကြီးချုပ်ပြောကြားတယ်ဆိုတဲ့သတင်း 2016-2019ပညာသင်နှစ်ရဲ့ကျောင်းအပ်နိုင်ရေးရတရဘတ်စတင်နေဆိုတဲ့သတင်းကမ္ဘာအမြင့်ဆုံးအေဝရက်တောင်ပေါ်မှာမြန်မာအလံဆိုင်ထူနိုင်ခဲ့တဲ့မြန်မာနိုင်ငံသားတောင်တက်အဖွဲ့ရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာတဲ့ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေပါဝင်ပါတယ်။မေလ25ရက်နေ့ကပြုလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာနိုင်ငံတော်သမ္မတဟောင်းဦးသိန်းစင်ရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖွံ့ဖြိုးမှုရန်ကုန်တွင်နဲ့မိုးကုံမြို့ရဲ့အင်ဂျီပြုပြင်ဆောက်လုပ်ရေးပြီးပြတ်မှုမရှိတာကိုဆက်လက်ပြီးတော့ဆောင်ရွက်မှုရှိမရှိအခြေအနေနဲ့ပတ်သက်ပြီးတော့လွှတ်တော်ရင်းမှာမေးမြန်းခဲ့ပါတယ်။ ဒီကျေးဝင်းပြမိကုန်းကိုတော့မိုးကုတ်မြုပ်မဲဆန္ဒနဲ့ကဥအောင်နိုင်ကမေးမြန်းခဲ့တာပါအရင်ဥသိမ်းစိန်အစိုးရလက်ထက်မှာလေယာစိုက်ပျိုးရေးနဲ့စင်မြောင်းဝင်ကြီးဌာနကလည်းနိုင်ငံတော်တမရဟောင်းဥသိမ်းစိန်ရဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖွံ့ဖြိုးမှုရမုံငွေနဲ့ပြုပြင်တည်ဆောက်နေတဲ့မိုးကုံမြို့ရဲ့အင်ဂျီကိုပြုပြင်ဆောက်လုပ်ရေးပြည်ပြတ်မှုမရှိတာလမ်းမိတိုင်တွေစိုက်တူဖို့ကြံရှိတာရေပိုလွဲအထွက်မြောင်းနဲ့ရေစိုးထုံမြောင်းတွေတူဖော်ဖို့ကြံရှိတာတွေကိုမိုးရသည့်အမီပြန်လည်ပြုပြင်ဖို့လိုအပ်တာကြောင့်ယခုအခါပြန်လည်လှုပ်ဆောင်မှာကဘလို့ကောင်းစင်နဲ့ဆောင်ရွက်မယ်ဆိုတာကိုမေးမြန်းနေတာဖြစ်ပါတယ် ဒီမင်းကုံကိုစိုက်ပျိုးမွေးမြူရေးနဲ့ဆင်မြောင်းဝင်ကြီးဌာနမှာဒုဝင်ကြီးဒေါက်တာထွန်းဝင်းကပြန်လည်ရှင်းလင်းခဲ့ပါတယ်။မိုးကုံမြို့မှာရှိတဲ့အင်ဂျီကိုပြန်လည်ပြင်ဆင်ဖို့2015-2016ခုနှစ်ဘန်နာနေ့တွင်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကတီးတဲ့ရမုံငွေစက်တန်း1910တင်ပြတောင်းခံထားပြီးပြုပြင်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်။ လုပ်ငန်းဆောင်ရွက်မှုတွေမှာဝင်ကြီးဌာနအနေနဲ့အရာနှုံးပြပြီးဆုံးခဲ့ပေမဲ့မိုးကုံအင်းဟာမြို့နယ်စီပင်သာယာကနေထိမ့်သိမ်းထားတာကြောင့်ရေရှည်ထိမ့်သိမ်းပြုပြင်တဲ့လုပ်ငန်းတွေကိုအဆိုပါမြို့နယ်စီပင်ကနေဆက်လက်ဆောင်ရွက်သွားရမှာကိုအခုလိုရှင်းလင်းခဲ့ပါတယ်။စိုက်ပျိုးရေးဝန်ကြီးနဲ့ဆံမြောင်းကြီးဌာနဆံမြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲဦးစီးဌာနအနေဖြင့်မိုးကုံအင်းပြန်လည်ပြုပြင်လုပ်ငန်းအထူးကိစ္စတရက်ဖြင့်ဝင်ရောက်တာဝန်ဆောင်ခဲ့ပေးခြင်းနဲ့ပေးခြင်းဖြစ်ပြီးဒီပေါ်လည်း အထွတ်မြောင်းနေဆက်ဆက်လက်ရှိသောယေရှုထုံမြောင်းလျားထောင်ပဆောင်ကပ်မှာဘုဂုတ်မြို့နေစီမံတရားရေးဦးစီးဌာနမှာခင်းသင်းသားပြီးယေရှုထုံမြောင်းဖြစ်တာလူတွေအများဆက်တော့ဆိုင်ပိုင်းနောက်ကျောမဲ့တွင်ကပ်လျက်စီးစစ်နေပြီးခြင်းမြောင်းလုံးချင်းစုပြစ်မိုက်နာပြေဖိတ်ဆုပ်နေခြင်းတို့ကြောင့်သက်ဆိုင်ရာမြို့နယ်စီမံတရားရေးဦးစီးဌာနနှင့်မြို့နယ်ထောက်ကူပြုဖွဲ့များ၏စီမံခန့်ခွဲဆောင်ရွက်မိလုပ်ငန်းဖြစ်ပါသည်မေလ25ရက်နေ့ရပြည်သူ့လွတ်တော်အစည်းအဝေးမှာတော့ကျယ်ဝင်းပြမေကွန်း၃ခုကိုသက်ဆိုင်ရာဝန်ကြီးဌာနကပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာမေလ26ရက်နေ့ကနေစတင်ပြီးတော့အသစ်ကျူးကျော်နေထိုင်လာတဲ့သူတွေကိုတည်ဆဲဥပဒေအရအေးအေးယူသွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကဒီနေ့မေလ25ရက်နေ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှပြုလုပ်တဲ့ကျူးကျော်များနဲ့ပတ်သက်တဲ့ရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။ရန်ကုန်မြို့မှာကျူးကျော်နေထိုင်သူတွေကိုစည်ရဲကောက်ယူခဲ့ပြီး၎င်းတို့ရဲ့ပြန်လည်ထူထောင်ရေးအတွက်အစိုးရကကူညီပေးမယ်လို့လည်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကအခုလိုပြောကြားခဲ့ပါတယ်။စည်ရဲကောက်ခံသူကျွန်တော်တို့စတင်မှာဖြစ်ပါတယ်။ဒါကရန်ကုန်ပြည်ပြိုးရေး စီမံကိန်းတရဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးခွင်ပြိုးရေးသုတေသနစီမံကိန်းတရကျွန်တော်တို့ချိန်မှာအလုပ်လဲလာလုပ်ချင်တယ်နေစရာလည်းမရှိဘူးအလုပ်လည်းမရှိဘူးနေစရာလည်းမရှိဘူးကြီးလိုက်ရင်တိတာပါလေတော်တော်ကိုသူ့ရဲ့ဘောကပေးချိန်ကမြင်လာနဲ့တိတာပါလက်ကောက်တော်တော်စစ်လောက်ဝစ်ပြီးကားကြီးလမ်းဘေးမှာရပ်ထားပြီးကျူးကျော်မှာငါးခွက်ရှိတယ်ဆိုတဲ့လူနဲ့မတွေ့ပါဘူးတော်တော်ကိုရှင်းပါလေဒီလူတွေကစားစရာမရှိဘူးဘဝကတော်တော်ဆင်းရဲတယ်လုံချတယ်တချို့ကလည်း ရွာထဲမှာအိမ်ရှိဒါပေမဲ့လမ်းမဘေးမှာမြေခွက်ဖြစ်ငါလည်းတတရတော့ကွာနေမယ်ဆိုပြီးဈေးဆိုင်ကဆောက်ဒီလိုလူမျိုးတွေလည်းနောက်ကျောင်းပြန်လှည့်ဖို့အတွက်ကျွန်တော်တို့တိုက်တွန်းသွားမှာဖြစ်ပါတယ်တကယ်ကိုနေစရာထိုင်စရာမရှိဘူးရက်ရွာကနေပြီးတော့ရွှေပြောင်းမှာလည်းကြားတယ်သူတွေရှိပါတယ်ဘုံဘုံမှာငါကစိုက်ကလုန်းမုန်တိုင်းကြီးအပြီးမှာရန်ကုန်မှာလာပြီးရွှေပြောင်းလို့ကိုဒေသကိုနေချင်တော့ဘူးကိုမိသားစုတွေတည်ဆုံးခဲ့ဒီနေရာကိုမမြင်ချင်တော့တဲ့အတွက်ရွှေ့လာပြီးအလုပ်လုပ်တဲ့လူတချို့လည်း ရန်ကုန်မြို့ပေါ်မှာရှိပါတယ်။အဲ့ဒီချိန်ကာလတော့ကစက်စုစီမံကိန်းလိုပါလို့ပါလူတွေပြောင်းပြားလိုပါတယ်။စိုက်သွေးလုပ်ငန်းလေးတွေလာလို့ပြင်းတဲ့ဒီနေရာကိုရောက်လာကြတဲ့လူတွေရှိပါတယ်။ဒါကကျွန်တော်တို့ဒီကျူးကျော်ပုံတရံလေးဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့စည်ရင်ကောက်ခံတဲ့အပိုင်းနဲ့ပတ်သက်ပြီးစနစ်တကျကျွန်တော်တို့လုပ်သွားမှာဖြစ်ပါတယ်။ဘာကြောင့်စနစ်တကျလုပ်မလဲဆိုကျွန်တော်တို့လုပ်မဲ့ဤပညာအစစ်မြစ်ဤပညာဖြစ်ပါတယ်။လက်ွေရဲ့မျက်နှာရဲ့မှတ်တမ်းတင်မှာဖြစ်ပါတယ်။ပတ်ပုံတင်မလို့ပါဘူး။ နော်လူရှိဖို့ပဲလိုပါဒါကျွန်တော်တစ်ချိန်တော့ဆိုအများအားပြောပါလေမှတ်ပုံတင်ပါမှလာလူကြီးတယောက်လုံးရှိနေပြီကျွန်တော်တို့လူပဲရှိဖို့လိုပါလေမှတ်ပုံတင်မလို့ပါသူ့ကိုကျွန်တော်တို့မှတ်တမ်းတင်မှာနောက်တစ်နေရာမှာမှတ်တမ်းတင်လာတယ်ကျွန်တော်တို့ရဲ့ဆက်ကချက်ချင်းပေါ်ပြမှာပေါ့သူဘယ်တော့မှတ်တမ်းတင်ထားပြီလားဒီမှာနောက်တစ်ချိန်ထပ်လာမှတ်တမ်းတင်သူကဘယ်မိသားစုဝင်စည်းရင်းနဲ့မှာပါပြီးသားဒီနေရာမှာထပ်ပြီးအိမ်တော်ဦးစီးအဖြစ်နောက်ထပ်တစ်ချိန်မှတ်တမ်းတင်တယ်ဒီလိုမျိုးစည်းရင်းဟာတိတိကျကျပေါ်ပြနိုင်မှုပဲကျွန်တော်တို့ရေးဆွဲပြင်ဆင်ထားပြီး ဖြစ်ပါတယ်ဒီဂျင်းတွေကိုစည်ရင်းကောက်ခံလုပ်ငန်းကိုကျွန်တော်တို့စတင်ဆောင်ရွက်ဖို့ပြင်ဆင်ပါတယ်ဒီစည်ရင်းကောက်ခံတဲ့နေရာမှာလဲဒီလူတွေကိုစည်ရင်းကောက်ခံပြီးကျွန်တော်တို့ဒီတိုင်းကျွန်တော်တို့ထားမှာလာကျွန်တော်တို့ဒီလူတွေကိုနောက်ကျောင်းကိုတိုက်မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုဒီနေရာတွေမှာယာဇဝိမှုကျူးလွန်တွေအများကြီးရှိပါတယ်နော်ဒီလူတွေကိုကျွန်တော်တို့ကစနစ်တကျစည်ရင်းကောက်ခံပြီးဒီလူတွေရဲ့နောက်ကျောင်းကိုကျွန်တော်တို့တိုက်ပါမယ်အိမ်မဲရလာနေတာလား AR ဒီတိုင်းကရွှေ့လာတယ်ကျွန်တော်တို့အဲ့ဒီရိုက်ရွာကိုကျွန်တော်တို့လှမ်းပြီး information တောင်းပါဒီလူကတကယ်ဟုတ်တယ်ဒီရိုက်ရွာမှာနေသွားတယ်သူစင်းရတယ်ရွှေ့ပြောင်းသွားတယ်ဒီလိုလောက်ကြိုက်သွားတယ်ဆိုရင်သူ့ကိုကျွန်တော်တို့တကယ်ကိုပြန်လဲထူထောင်ပေးနိုင်ဖို့အတွက်ထူထောင်ရေးကပ်တကောကျွန်တော်တို့ရွှေ့ဖြစ်ပါတယ်ရွှေ့ပြီးသူကအလုပ်လုပ်ရပါမယ်အလုပ်လုပ်ပြီးရင်သူ့ကိုအိမ်တိုင်ပုံမှာကျွန်တော်တို့တင်ပါမယ်အခန်းတစ်ခန်းမှာထားပါမယ်ပြီးရင်သူဒီကနေတစ်ဆက်သူ့ဘဝကိုထူထောင်ပါမယ် ဒီပေးထားတဲ့နေရာတိုင်းအားလုံးဟာသူဘာမှအလကားရမှာမဟုတ်ပါဘူးဒီမှာသူနေရမယ်ဒီရတယ်ဘဝကိုတိုးတက်အောင်လုပ်ရမယ်ပြီးရင်သူ့ဘဝမြင်မှားသွားတဲ့အဆင့်အထိနိုင်ငံတော်ကအဆုံးတောင်ပြီးသွားမှာဖြစ်ပါတယ်ဒါပေမဲ့အလုံးလုံးရပါလိမ့်အလုံးမလုံးဖဲနဲ့ဘာမှအလကားမရပါဘူးဒါကြောင့်မို့အလုံးလုံးရမယ်အလုံးလုံးရင်ပိုင်ဆိုင်မှုတွေရှိသားမယ်အလုံးကြိုင်အခွင့်အလမ်းရဖို့အတွက်လည်းကျွန်တော်တို့ကတာဝန်ယူပြီးရှာဖွေပေးပါမယ်စက်မှုစုံတွေမှာအလုံးကြိုင်ခွင့်အလမ်းတွေများကြီး ရှိပါတယ်။နောက်တိုးတက်လာတဲ့အခြေအနေတစ်တည်မှာလည်းစိတ်ရောအလုပ်ရောတစ်တည်အများကြီးပေါ်ထွန်းလာမှာဖြစ်ပါတယ်။ဒီပေါ်ကနေကျွန်တော်တို့လောက်ကင်ခွန်းနှမ်းများကိုကျွန်တော်တို့ရှာဖွေပေးမှာဖြစ်ပါတယ်။ဒီကနေတဆင့်တဆင့်ချင်းကျွန်တော်တို့တက်တန်းသွားမှာဖြစ်ပါတယ်။တက်တန်းတဲ့နေရာမှာပထမတဆင့်ကျွန်တော်တို့ယာယီကမ့်တစ်ခုကိုပို့မှာဖြစ်ပါတယ်။အဲ့ဒီပို့တဲ့နေရာမှာကျွန်တော်တို့ကားတွေနဲ့ဒီလူတွေကိုတင်ပြီးပို့ပေးမှာမဟုတ်ပါဘူး။သူ့ကသူသွားမှာဖြစ်ပါတယ်။သူ့ကိုကပ်ပြားတစ်ခုထုတ်ပေးလိုက်ပါပါ။သူနေရာမှာနံပါတ်ရှိတဲ့နေရာကိုသူသွားမှာဖြစ်ပါတယ်။ သူ့ဟိုမှာနေလို့တိုင်လို့အစ်စ်ပြေအောင်ကျွန်တော်တို့ပူညီပါမယ်ဒီအချိန်လေးတောက်လျှောက်မှာနောက်ကျောင်းလိုက်လို့ဒီလူကရာဇဝမှုကျွလွန်ထားတယ်ဒီလူကအကြောင်းအပြုပြင်တော့ဒီနေရာမှာလိန်လယ်ပြီးလာနေတယ်ဆိုတော့ဒီစဲဥပဒေကကျွန်တော်တို့အရေးယူပါမယ်သူ့ကိုပထမပညာပေးပါမယ်နောက်ဆုံးသွားတဲ့ကိုမင်းသွားဘူးဆိုရင်တော့ကျွန်တော်တို့ဒီစဲဥပဒေနဲ့အညီကျွန်တော်တို့အရေးယူဆောင်ရမယ်ကျွန်တော်တို့ရဲ့ကိုညီပံ့ပိုးပေးမှုဟာတကယ်ကိုနိုင်ငံသူနိုင်ငံသားတယောက်ရဲ့အခက်အခဲဖြစ်မှုကိုပဲကူညီမှာပါစီးပွားရှာဖို့အတွက် ီပါအခွင့်အလမ်းမရှိနိုင်ဘူးလို့ဒါရှင်းရှင်းလင်းလင်းပဲပြောပြရစီပြန်လဲထူထောင်မိမဲ့ကျူကျော်တွေဟာမေလ25ရက်နေ့မတိုင်မီရှိနေသူကျူကျော်အဟောင်းနေတာဖြစ်ပြီးမေလ26ရက်နောက်ပိုင်းအစ်စ်ကျူကျော်သူတွေကိုတော့အရေးယူသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်မြေကွက်တွေမှာမိမဲ့ဇိုက်ဆန်ဆန်ကျူကျော်ဝင်ရောက်နေမှုတွေကိုလည်းအရေးယူသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ပါတယ်။ကျူကျော်ဆောင်ရွက်နေမှုအားလုံးကိုကျွန်တော်တို့ဒီနေ့အပြည့်အပြည့်ကျွန်တော်တို့ရပ်ဆိုင်းလိုက်ဖြစ်ပါတယ်။ ဒီရက်ရဲ့ရှေ့မှာထပ်ပေါ်ထွန်းလာမဲ့ဒူအားလုံးကိုလည်းတီစဲဥတွေကထိထိရောက်ရောက်အေးအေးယူမှာဖြစ်ပါတယ်ကျူးကျော်တယ်ဆိုတဲ့နေရာမှာလည်းကျူးကျော်နေထိုင်သူနေရာကိုသာဆိုလိုပြီးညေအတွက်အတင်းလာညေလူတဲ့ကိစ္စကိုကျူးကျော်လို့သတ်မှတ်မှာမဟုတ်ပါဘူးဒါတွေကိုလည်းတီစဲဥပဒေတွေအရာထိထိရောက်ရောက်အေးအေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်လိုအပ်လာရင်ပြည်တော်စုအစ်စ်ကိုကျွန်တော်တို့အခုငန်းညွန့်မှုခံယူသွားမှာဖြစ်ပါတယ် ပြည်တော်စုကနေအရေးပေါ်ပညာသင်တဲ့ကိစ္စရှိကျွန်တော်တို့ဆောင်ရွက်နိုင်ဖို့အတွက်တစ်ဆက်တစ်ဆက်တည်းလုပ်မှာဖြစ်ပါတယ်ဒီကျူးကျော်နေရာတွေကိုစီးရင်ကောက်ခံတဲ့အချိန်မှာပဲဖြစ်ဖြစ်အတိအနေထားတွေအုတ်ချုပ်ရေးအဆင့်တိုးမြင့်ထားမှာဖြစ်အုတ်ချုပ်ရေးအဆင့်တိုးမြင့်ထားမယ်ဆိုတာအရေးပေါ်အခြေအနေတစ်ခုဖြစ်လာရင်ကျွန်တော်တို့ချက်ချင်းအရေးယူဆောင်ရွက်ပြီးတရားရုံးကနေချက်ချင်းထောင်ချနိုင်ဖို့လည်းကျွန်တော်တို့ပြင်ဆင်လာမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုဒီကိစ္စရက်တွေမှာရှုပ်တွေးအောင်ဖန်တီးလာနိုင်မှုရှိနိုင်ပါတယ်။ ်ထားကြိုက်လာမယ်ဆိုရင်ကျွန်တော်တို့ချက်ချင်းဒါအုတ်ချုပ်ရေးရဲ့အုတ်ချုပ်ရေးအာဏာစက်ကိုတိုးမြင့်ထားရင်ပုံမှန်188နဲ့ကျွန်တော်တို့ချက်ချင်းအရေးယူဆောင်ရွက်လို့ရနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီအခြေအနေတွေကိုအခုပြင်ဆင်ဆောင်ရွက်ထားပါတယ်။ဒီဆောင်ရွက်ထားမှုအသေးစိတ်ပေါ်မှာတကယ်ကိုကျွန်တော်တို့နိုင်ငံမှာစ조사လေးရတဲ့အကြောင်းမျိုးမျိုးကြောင့်ဆင်းရဲနေတဲ့သူတွေဖြစ်စနစ်ကြောင့်ဒုက္ခရောက်နေခဲ့ကြတယ်သူတွေအတွက်အခွင့်အလမ်းတစ်ခုရမှာဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာကောက်ခံရရှိတဲ့ကျူးကျော်နေထိုင်သူတွေဟာခံမဆင်းအရာလက်ရှိခရိုင်လေးခုမှာကျူးကျော်နေထိုင်တဲ့အင်ဂျင်ပေါင်း3သိန်း1000ကျော်အင်တော်စုပေါင်း3သိန်း6000ကျော်နဲ့လူရည်ပေါင်း4သိန်း3000ကျော်ရှိပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာကျူးကျော်နေထိုင်တဲ့အမျိုးအစား9မျိုးရှိပြီးတော့အမှန်တကယ်ကျူးကျော်နေထိုင်သူကျူးကျော်အချင်းချင်းပြန်လည်ငှားရနေထိုင်သူစီးပွားပြစ်ကျူးကျော်နေထိုင်သူမင်းမဲစရိုက်ဆန်ဆန်ကျူးကျော်နေထိုင်သူနဲ့အတိမတ်ပြုကျူးကျော်နေထိုင်သူတွေဖြစ်တယ်လို့သတ်မှတ်ထားပါတယ်။ ပြည်လုံးကျောင်းအောင်အနိုင်ရဲ့ရတရဘက်ရဲ့ပထမအုံဆုံးစတင်တဲ့မေလ25ရက်နေ့မှာပဲကျောင်းသားဟောင်းကျောင်းသားအသစ်တွေကျောင်းလာရောက်အနှံ့မှုများပြားတာကိုတွေ့ရပါတယ်။ကျောင်းအောင်အနိုင်ရဲ့ရတရဘက်ကိုမေလ25ရက်နေ့ကနေမေလ31ရက်နေ့အထိတက်မှတ်ထားပြီးတော့ကျောင်းအောင်အနိုင်ရဲ့ရတရဘက်ရဲ့ပထမအုံဆုံးနေ့ဖြစ်တဲ့မေလ25ရက်နေ့မှာတော့သင်ကန်းညို့မြို့နယ်အမှတ်1အခြေခံပညာအထက်တန်းကျောင်းကိုကျောင်းလာရောက်အနှံ့ကြတဲ့ကျောင်းသားမိဘတွေကျောင်းသားကျောင်းသူတွေနဲ့စီကားနေပါဗျာ။ ဒီနေ့မှာចောင်းလာရောက်အနန္တရဲ့အထက်ကမှចောင်းသားမိဘတချို့ကလည်းចောင်းအနန္တမှုအခြေအနေတွေနဲ့ပတ်သက်ပြီးအခုလိုပြောပါဗျာ။ပထမဆုံးចောင်းရောက်ချင်းတော့တန်းခွဲကိုယင်ကြည့်ရတယ်။တန်းခွဲယင်ကြည့်ပြီးတန်းခွဲမှာတို့ကဘယ် A ခန်းဆိုဘယ်အခန်းနံပါတ်ဘလောက်မှာအပ်ရမယ်ပေါ့။ဒါခါလဲခွဲထားပြီးသားကျောင်းတားတော့အဆင်ပြေတယ်ကျောင်းတားကအကုန်လုံးလွယ်လွယ်လေးပဲအဆင်ပြေတယ်အားလုံးရှင်းရှင်းလင်းလင်းပဲအဲဆောင်းထုတ်တဲ့နေရာမှာနည်းနည်းခက်တာပေါ့နော်လူကရှစ်တန်းဆိုရှစ်တန်းရှစ်တန်းတန်းခွဲတစ်ခုလုံးကဆောင်းထုတ်တဲ့နေရာတနေရာပဲဆိုတော့အဲ့မှာလူတော်တော်များတယ်တော်တော်တိုးလိုက်ရတယ် တောင်းလာတာတော့ဟိုတီကိုတရားမပေးရအောင်ဘာဘာတရားတစ်ဆမမကုန်ဘူးနော်ဘာမှခက်ခဲတော့မရှိဘူးညီမလေးအကုန်လုံးကြောင်းအပ်တာအစားပေါ့နော်အခုကအရင်ဟိုးအရင်တော့ဆိုရင်တော့ကြောင်းအပ်လို့ရှိရင်ပတ်စံအကုန်လုံးကြာရှိတာပေါ့နော်အမေအခုနောက်ပိုင်းမှာတော့မရှိတော့ပါဘူးအခုနောက်ပိုင်းမှာအကုန်လုံးဟိုဥစားအလကားအနည်းနည်းပဲပေါ့နော်ခလေးကြောင်းစားဟုတ်ပေပါတွေကစားအကုန်လုံးထုတ်ပေးတယ်ဆိုတော့ဘာမှမိပါတဲ့အတွက်တော့အခက်ခဲမရှိတော့ပါဘူးအကုန်လုံးပြည့်ပြည့်လဲလဲပါပဲအခုကတော့ပို့အစီပြေပါလို့လည်းကူကူအစီပြေတယ်ဘာပြောအခက်ခဲမရှိဘူးတော့တိုးကျိတ်ပြလူတွေတားဆီးစရာမလိုဘူး ဟိုသူ့တိုင်းကွန်းနဲ့သူ့ဘာသာအလှယုံမဲ့ပေါ့နော်အရင်နေ့ရတော့ပေါ့တန်းစီရတယ်လူတွေကြိုးတိုးချိန်နေပါနော်အခုဘာပဲပြောပြောအရင်နေ့စာဒီနေ့ကအများကြီးချောင်ပါတယ်အဲ့ဒါပြူတာအခက်ခဲသိမ့်မရှိပါဘူးအစင်ပြအားလုံးအစင်ပြဟုတ်ကဲ့ပါဒီငွေကြီးဘာမှမပေးရအောင်ဘာမှမပေးရဘူးဒီငွေလည်းဘာမှမကောက်ခံအောင် 2016-2019ပညာသင်နှစ်မှာအခြေခံပညာကျောင်းတွေမှာကျောင်းအပ်နိုင်ရေးအစီအစဉ်တွေအတွက်အခမဲ့ထောက်ပံ့မှုတွေပြုလုပ်ပေးထားတယ်လို့ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်တွေထုတ်ပြန်အတည်ပြုထားပါတယ်။သူငယ်တဲ့ KG အတွက်ကျောင်းဝစ်စုံတစ်စုံအခမဲ့မူလာတန်းအစဉ်အတွက်ကျောင်းဝစ်စုံတစ်စုံဗလာစာအုပ်6အုပ်နဲ့ကျောင်းသုံးပြဌာန်းစာအုပ်တစ်စုံအခမဲ့ရယူနိုင်တယ်လို့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။အလဲတန်းအဆင့်နဲ့အထက်တန်းအဆင့်တွေအတွက်ကတော့ကျောင်းသုံးပြဌာန်းစာအုပ်တစ်စုံအခမဲ့ ကျောင်းလာကမိဘဆရာအတင်းကြီးစာရေးကိရိယာနဲ့စာကြည့်တိုက်ကြီးကင်းလုခွင့်တို့ရရှိမှာဖြစ်ပါတယ်။ကျောင်းအပ်နံမဲ့ကျောင်းသားဟောင်းရောကျောင်းသားအစ်တွေပါကျောင်းအပ်နံရေးရတ္တတပတ်အတွင်းမှာပဲလာရောက်အပ်နံကြမှာဖြစ်ပါတယ်။အမြင့်ပေ2926ပေအမြင့်ရှိတဲ့ကဘာအမြင့်ဆုံးအေဝရက်တောင်ထိပ်ကိုတက်ရောက်နိုင်ခဲ့တဲ့မြန်မာနိုင်ငံတောင်တက်အဖွဲ့ဟာဒီနေ့မေလ25ရက်နေ့မနက်အစောပိုင်း8:54နာရီလေးရင်နဲ့ရန်ကုန်ပြည်ပဆိုင်လေးစိတ်ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံသားတောင်တက်အဖွဲ့ကကိုဝင်းကိုကိုကိုပြေဖြူအောင်နဲ့ကိုညင်ညီအောင်ခေါ်ဒိုးလုံးတို့သုံးဦးဟာထိုင်းလေကျောင်းခရီးစဉ်အမှတ် TG303 နဲ့ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့တောင်တက်အဖွဲ့သားတွေကိုသူတို့ရဲ့မိသားစုဝင်တွေမြန်မာနိုင်ငံတောင်တက်အဖွဲ့ကတာဝန်ရှိသူတွေ2 Foundation ကတာဝန်ရှိသူတွေနဲ့2 Company အုပ်စုကဝန်ထမ်းတွေရန်ကုန် United အသင်းကလူငယ်ကစားသမားတွေရန်ကုန်အားကစားနဲ့ကာယပညာသိပ္ပံကကျောင်းသားကျောင်းသူတွေကလာရောက်ကြိုဆိုကြပါတယ်။တောင်တက်အဖွဲ့ကိုရန်ကုန်လေစိတ်ကနေပြည်လန်းတလျှောက်ကဘာကြီးပြားလန်တိုင်းကန်တော်ကြီး Palace Hotel မှာအနားယူထားရှိမှာဖြစ်ပါတယ်။ မြန်မာတောင်တက်အဖွဲ့ကကိုဝင်းကိုကိုနဲ့ကိုပြစ်ဖြိုးအောင်တို့ဟာအမြင့်ပေ2929ပေ1848မီတာမြင့်နဲ့အေဝရတ်တောင်ထိပ်ပေါ်ကိုမေလ19ရက်နေ့မနက်9:18မိနစ်မှာအောင်မြင်စွာတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုတက်ရောက်နိုင်ခဲ့တဲ့သူတို့တွေဟာကမ္ဘာအမြင့်ဆုံးအေဝရတ်တောင်ထိပ်ပေါ်ကိုပထမဦးဆုံးတက်ရောက်နိုင်ခဲ့ပြီးမြန်မာ အလံကိုနှွင့်ထူနိုင်ခဲ့သူတွေဖြစ်ပါတယ်။မြန်မာတောင်တက်အဖွဲ့ကကိုညီညီအောင်ကတော့ ကျမ်းမာရေးအခြေအနေကြောင့်အေဝရတ်တောင်ရဲ့ကန်ထရီကိုအတက်မှာကြံနေခဲ့ရပါတယ်။အေဝရတ်တောင်ထိပ်ပေါ်ရောက်ရှိခဲ့တဲ့ကိုပြေဖြိုးအောင်ဟာမေလ22ရက်နေ့နနက်7:20မိနစ်နဲ့ကိုဝင်းကိုကိုဟာမွန်လွဲ7:40မိနစ်40ကအေဝရတ်တောင်ကြီးစခန်းကိုအသီးသီးပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အေဝရတ်တောင်ကိုတက်ဖို့အတွက်မြန်မာနိုင်ငံတောင်တက်အဖွဲ့က3လခန့်အချိန်ယူပြင်ဆင်ခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင်ကမ္ဘာအမြင့်ဆုံးဧဝရတ်တောင်ပေါ်ကိုမြန်မာနိုင်ငံသားတွေပထမဦးဆုံးတက်ရောက်နိုင်ခဲ့သလိုနိုင်ငံတကာကိုစားပြုအလံတွေစိုက်ထူလာတဲ့နေရာမှာလည်းမြန်မာနိုင်ငံတော်ရဲ့အလံကိုစိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။